ဒီတစ်ခါတော့ Samsung ကနည်းနည်းလေးအားလုံးပေါ်မှာစေတနာထားလာပြီးတော့မြင်တယ်ဒါကလက်ရှိ Samsung ရဲ့စေတနာကောင်းသဘောကောင်းနေ Galaxy A36 ဒီကောင်ကလက်ရှိ15သိန်းဝန်းကျင်မှာ AI feature တွေတုံးလို့ရမယ်ရေဆိုခံတယ်ဒီဇိုင်းလာတယ် display ကောင်းတယ် camera ကောင်းတယ်ဆိုတဲ့ဖုန်းတစ်လုံးဆိုတော့ Galaxy A36 ကဘယ်သူတွေအတွက်ဖြစ်မလဲဒီတစ်ခါဘာတွေထူးထူးခြားခြားပြောင်းလဲလာလဲ15သိန်းဆိုရယ်ဈေးနဲ့တကယ်တော့တန်လားဒီကြောင်ပြပြပေးမယ်ဆိုတော့ကျွန်တော်တို့ဒီဗီဒီယိုလေးကိုစလိုက်အောင် ဒီ Galaxy A36 ကိုသဘောချမိရကဒီကောင်က15သိန်းဆိုရယ်ဈေးနှုန်းမှာ software update 6000တောင်ရတယ်။အတုံးတန်းဒီဈေးတန်းဝန်းကျင်မှာအဲ့လောက်ထိရတာမရှိဘူး။ပြီးတော့နောက်တစ်ခုဒီကောင်က117 out of the box ပါလားဆိုတော့ smooth ဖြစ်တဲ့ clean ဖြစ်တဲ့ user experience ကောင်းကောင်းဒီ Galaxy A36 မှာဒါကောင်းကောင်းခံစားရမယ်။တခုရှိတာဒီဖုန်းတွေက performance နေသူတို့ရဲ့ SoC ကိုအများကြီးကြည့်လို့မရဘူး။သူတို့ထည့်ပေးမဲ့ SoC ကဒါရှင်းတယ်ကျွန်တော် အပေါ်ပါ daily use မှာ gain never stop မယ် social media ကို account သုံးမယ်ဆိုရဲကောင်းတဲ့အဆိုစီမျိုး snap track ကိုစစ်ချံသူတွေကိုထည့်ပေးထားတယ် performance ကတော့အရင် high မနေဘူး performance လိုချင်တယ်ဆိုတဲ့ဒီဖုန်းတွေကကိုနဲ့ကိုက်မှာမဟုတ်ဘူးဒီကောင်တွေကအဓိက AI သုံးမယ် social media AAC သုံးမယ်ဆိုတဲ့သူတွေအတွက်တော်တော်အဆင်ပြေတယ်ကျင်းသေးတာအမခံနိုင်တာတစ်ခုကတော့ Galaxy A36 ကို A56 ကိုကတော့ user experience ရတော်တော်ကိုသုံးလို့ကောင်းတဲ့ဖုန်းတွေဖြစ်လာမှာ Samsung ရဲ့ Galaxy A series ထဲမှာပြီးတော့ဒီနှစ်ထဲမှာလည်းသူတို့ကထူးထူးခြားခြားနဲ့အရန်နေစေတနာရဲ့အကောင်းသဘောတွေကောင်းပြီးတော့ဒီဇိုင်းတွေကအစားဖေး quality အဆုံးအများကြီးလုပ်ပေးထားတယ်။ခိုင်ရတဲ့ပေါ့ပေါ့ပါရှိတယ်။ကင်မရာလည်းမဆိုးဘူးတိုင်းသူတော်လေးအဆင်ပြေဖုန်းလို့ပြောရမယ်။ကင်မရာကတော့ဒီကောင်းမှာ50 megapixel main camera တစ်လုံးရဲ့8 megapixel ultra wide တစ်လုံးရဲ့5 megapixel macro တစ်လုံးရဲ့ထည့်ထားပေးရဲ။အဲ main camera နဲ့ရိုက်တဲ့ပုံတွေကလည်းတော်တော်လေးကိုအဆင်ပြေရဲ။ ultra wide ကလည်းတော်ရင်သူမဆိုးဘူးလို့ပြောလို့ရတယ်။ macro ကတော့အရင်ကတော့ သုံးမယ်ဆိုရင်လည်း close set တွေပိုင်းရက်ခါမှာအနေနဲ့အသုံးဝင်တာမျိုးပေါ့ပုံစံတရားတော့ဘာညာရွှေချောင်းလေးထည့်ပေးထားတယ်ချက်လောက်ကြည့်ကြည့်လား ော့ဒီကောင်းမှာထည့်ပေးထားတဲ့ selfie ကလည်း12 megapixel selfie ထည့်ထားပေးရဲ။အဲကင်မရာဘိုင်းကတော့အရင်မဆိုးတော့တဲ့သူအစဉ်ပြေပုံထွက်လေးတွေပါရရင်ဗီဒီယို recording ကလည်းရှေ့ရောနောက်ကသူက 4K တိ record လို့ရရဆိုတော့ video quality ကလည်းတော်တော်လေးအစဉ်ပြေတယ်။ battery ကတော့ဒီကောင်းက9000 mAh battery ကိုမှသူ charge ဘက်က45ပဲဖြစ်သွားတယ်။နည်းနည်းလေးနည်းနည်းလေးသူတို့အရင်55ဝက်ထည့်အောင်တိုးပေးလာဆိုတော့နည်းနည်းလေးကိုယ့်ကိုယ်တော်ရန်ခုံနေခံစားနေရစေတနာရန်ကောင်းလာလို့လေတည်ရမှာကိုကြိုက်တဲ့ brand တွေကသူတို့စေတနာကောင်းနေဆိုတော့နည်းနည်းလေး ွမ်းသာမိတာပေါ့ဆိုတော့ဘာပဲပြောဒီ15သိန်းကျော်ဝင်းကျင်မှာ Samsung ရဲ့ Galaxy A16 က performance အရင်မကြည့်ပဲနဲ့ကိုက performance ကို focus မထားဘဲနဲ့တခြား social media ဘိုင်းတွေ daily use မှာ daily test တွေဒါတွေအကုန်လုံးကို focus ထားပြီးသုံးတဲ့သူတယောက်ဆိုလို့ရှိရင်တော့အများကြီးအဆင်ပြေတယ်။နောက်တစ်ခုဒီကောင်ကလည်း AI engine နဲ့သူက Google Sakai to search တွေ Gemini တွေဒါတွေကိုလည်း AI သုံးလို့ရတယ်။ဆိုတော့ daily use မှာ performance အဲ့လောက်ထိ heavy use မလို့ဆိုတဲ့သူတွေကတော့ဒီ15သိန်းဝန်းကျင်မှာ user experience အကောင်းဆုံးဒီ Galaxy A series ထက်က A36 ကတော့ကောင်းကောင်း recommend ပေးလို့ရတဲ့ဖုန်းတွေမှာပါတယ်ဒါတော့ Samsung ရဲ့ Galaxy A36 လေးအကြောင်းမင်းတို့လုပ်ပေးတာဆိုတော့ကျွန်တော်တို့နောက်ထပ်ပြန်မယ်လို့ကြားပါအောင်အားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်အဒမင်ကြော်ပြပါ Yangon Mobile Store